ကမ္ဘာကျော်တက်နစ်ကစားသမားရာဖေးနာဒါဆိုလို့ရှိရင်ဖြင့်2025ခုနှစ်မေလ25ရက်နေ့မှာတော့ပြည်ထောင်နိုင်ငံ Paris မြို့မှာရှိတဲ့ Roland Garros မှာသူ့ရဲ့အောင်မြင်မှုတွေအတွက်သူ့ကိုဂုဏ်ပြုခဲ့ကြပါတယ်။ Rafael Nadal ဆိုတာကတော့ King of the Clay Court မိသားစုရဲ့ဘီရင်ဖြစ် လူသိများကြပြီးသူဟာနှစ်ပေါင်း20အတွင်းမှာတော့မိသားစု Roland Garros မှာ14ကြိမ်ဆန့်ကျင်နေအောင်မြင်ခဲ့ပါတယ်။ Roland Garros ဆိုတာကတော့ပြင်သစ်နိုင်ငံ Paris မြို့မှာရှိတဲ့ Stadio Roland Garros မှာနေ့စဉ်ကျင်းပတဲ့ Tennis ပွဲဝင်ပဲဖြစ်ပါတယ်။နမကြီး Grand Slam လေးခုအနှစ်မှာတော့ဒုတိယကြိမ်ဖြစ်ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပြီးတော့မီလာကွန်မန်နဲ့ဂျွန်နာဇမ်မန်တီပြုလုပ်ပါတယ်။အဲ့ဒီပြိုင်ပွဲကဆိုရင်ဖြင့်ကမ္ဘာတန်နစ်သမိုင်းမှာတော့အရေးပါဆုံး Clay Court မြေသားကွန်းပြိုင်ပွဲဖြစ်သတ်မှတ်ထားပါတယ်။ဂုံပြွယ်အခမ်းအနားမှာတော့နာဒယ်ရဲ့မိသားစုနီးပြားဆရာတွေနဲ့နမကြီးတန်နစ်ကစားသမားတွေဖြစ်တဲ့ Roger Federer, ဂျိုကိုဗစ်အန်ဒရီမော်ရီတို့တက်ရောက်ခဲ့ပါတယ်။တက်ရောက်လာတဲ့ပြည်သက်1900ကျော်ကလည်းမာစီရိုဖောင်လို့ရေးသားထားတဲ့အဝတ်အစားတွေကိုဝတ်ဆင်ပြီးတော့နာဒယ်ကိုဂုဏ်ပြုခဲ့ကြပါတယ်။နာဒယ်ဟာပြင်သစ်အင်္ဂလိပ်စပိန်ဘာသာတွေနဲ့မင်ကွန်းပြောကြားခဲ့ပြီးတော့မိသားစုနီးပြဆရာတွေနဲ့ပြည်သက်တွေကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။အထူးသဖြင့်တော့သူ့ရဲ့ဦးလေးဒေါ်နီနာလည်းကိုအထူးကျေးဇူးတင်တဲ့အကြောင်းပြောကြားခဲ့ပါတယ်။ အခဏရဲ့နောက်ဆုံးပိုင်းမှာတော့နာရရဲ့နာမည်ခြေရာနဲ့စလေးချိန်အောင်မြင်ခဲ့တဲ့စံချိန်တွေကိုဖော်ပြထားတဲ့မြေသားကွင်းပေါ်ကတစ်စိတ်ကိုဖွင့်လေးခဲ့ကြပါလိမ့်။နာရရဲ့မိန်ကုံးတွေအတွင်းမှာတော့ဒီနေရာဟာသူ့အတွက်ဝမ်းနည်းမှုဝမ်းမြောက်မှု အောင်မြင်မှုနဲ့ရှုံးနေမှုတွေကိုခံစားခဲ့ရတယ်လို့ပြောကြားခဲ့ပါလိမ့်။